ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ပထမအဆုံးသတင်းကတော့မွန်ပြည်နယ်မှာအခုမွန်ကာကွယ်ရေးအဖွဲ့ပေါ့နော် PDF လည်းမဟုတ် MBDF လည်းမဟုတ်မွန် PDF လည်းမဟုတ်သူက MSDF ပေါ့သူက Mon State Defense Force လို့သူကခေါ်တယ်ပေါ့ဆိုတော့ဒီအဖွဲ့ကနှစ်ချမ်းကွဲပါတယ်နော်နှစ်ချမ်းကွဲတဲ့အပြင်ကမှတခါနောက်ထပ်အဲ့နှစ်ချမ်းကွဲတဲ့သူတွေကိုထပ်ပြီးတော့ ထုတ်ပယ်ပါသေးတယ်အဲ့တော့ MSDF အဖွဲ့ကဒေါက်တာတီရီမွန်ချမ်းပေါ့တီရီမွန်ချမ်းနဲ့အဲ့ဒီအဖွဲ့တွေကနိုင်ကိုသူနဲ့ပြဿနာဖြစ်ကြတယ်ဖြစ်ကြတဲ့အခါကျတော့အဲသူတို့ပြဿနာဖြစ်တာတော်တော်ကြာခဲ့ပြီအပြန်လှန်အာနာသိန်းတို့လိုလိုပါလိုလိုအဲ့ဒီပုံစံမျိုးတွေဖြစ်တယ်ပေါ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဆိုတော့သူတို့ကနည်းနည်းလေးရှည်လျားကြတယ်အဲ့ဒီ MSDF ရဲ့အပေါ်မှာထပ်ပြီးတော့ရှိပါသေးတယ်နောက်တစ်ဖွဲ့ကအဲ့ဒါကဘာလဲဆိုတော့ MSFC ပေါ့အဲ့ဒါက Moon State Federal Council ရဲ့ သူတို့ကအဲ့လိုမျိုးတအားချက်ကားတယ်။ဘာလဲဆိုတော့အဓိကအရင်တော့ဟိုသူကြီးတွေလည်းပြောခဲ့ပူပါတယ်။ပဒိမတက်ခင်အရင်ရွှေခိုးကြတယ်သူတို့ကနော်။ရွှေခိုးတော့အရင်တင်ကြတယ်။နော်ပဒိမတက်ခင်ရွှေခိုးတင်ကြတယ်။ကိုကဖြစ်ဘယ်နားမှနေမှန်းမသိဘူး။နော်အခုချိန်ထိမေမေရရမွန်ပြည်နယ်မှာတမျိုးမှမသိရသေးဘူး။ဒါကြတဲ့အုတ်ချုပ်ရေးတွေရောအကာကွယ်ရေးတွေရော ကဖက်ဒရယ်ဘာတခါထပေါ်ပေါအောင်ဆိုပြီးတော့အဖွဲတွေမှာထားဖွဲ့ကြတယ်ပေါ့နော်ဟိုဘယ်အဖွဲမှာတော့ငါဥက္ကဋ္ဌလုံးမှာမင်းရအဖွဲဝင်လို့မင်းရအတွင်းမှုလို့ဆိုပြီးတော့ကြိုပြီးတော့ခွဲချင်းစိတ်ဖြာပြီးတော့လူကြီးနေရာတွေအရင်ယူကြတယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်တဲ့အဖွဲပေါ့အဲ့ဒီခုနမြန်မာလိုပဲလွယ်လွယ်ပြောမှဆိုရင်မွန်ပြည်ဖက်ဒရယ်ကောင်စီကနေပြီးတော့ခုနတော့ကမွန်ပြည်ကာကွယ်ရေးနှစ်ယောက်ပေါ့နော်ဒေါက်တာတီတီမွန်ချမ်းနဲ့နိုင်ကိုသူတို့ထပ်ပြီးတော့ထုတ်ပယ်ပြန်ပါတယ်ဆိုတော့ ော်တော်လေးဇရာရှုပ်တဲ့ကိစ္စတွေလည်းဖြစ်ပါတယ်။အခုချိန်ကြီးကတော့တို့ဘယ်နှပွဲတိုက်ပြီးတော့ဘာတွေဖြစ်နေမှန်းတော့မသိဘူး။တိုက်ပွဲတော့တပွဲမှမတိုက်ရသေးဘူးလားတော့မသိပါဘူး။အဲ့လိုမျိုးအပြန်လှန်ထုတ်ပယ်နေကြတာလုံနေကြတယ်ပေါ့နော်ဒီလိုနဲ့ပဲလုံမပါတော့မှာပါလက်နက်ကင်တော်လိုင်းကြီးဆိုတာမျိုးပါလေမြန်မာနိုင်ငံမှာအောင်မြင်ခဲ့တဲ့လက်နက်ကင်တော်လိုင်းကြီးဆိုလို့ကျွန်တော်အင်္ဂလိပ်တို့ဂျပန်တို့ကိုတိုက်ခဲ့တဲ့တော်လိုင်းကြီးရလွယ်ပြီးကြံတဲ့လက်နက်ကင်တော်လိုင်းကြီးဆိုတာအောင်မြင်ရုံထုံးစံမရှိပါဘူးနော်နောက်တဲ့ဒီဘုတ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကရခိုင်မှာတည်င်းတော့အမျိုးသမီးတူဦးကို A ကဖမ်းသွားတယ် BNA ပေါ့နော် Bhutan New Agency က Mudra တရင်တော့ Mudra ဆိုတဲ့အမျိုးသမီးပါသူ့အိမ်မှာနေထိုင်နေတဲ့အချိန်မှာ EE ဘက်ကထောက်လန်းရေးဆိုတဲ့အဖွဲ့တွေကလာရောက်ဖမ်းဆီးသွားတယ်အခုချိန်ထိမလွတ်ဘူးသူတို့စစ်ဆေးမြင်းမြန်းနေတယ်လို့ပြောပါတယ် EE ဘက်ကပြောဆိုချက်တွေအရဒီအမျိုးသမီးကစစ်ပွဲကာလမှာသမတ်ချက်တွေတကြော်လွန်ပြီးတော့လုဆောင်နေလုဆောင်ချက်တွေကြောင့်သူတို့ကနေပြီးတော့အခုလိုမျိုးဖမ်းဆီးရတာပါဆိုပြီးပြောပါတယ်တခါလေကြားလို့ရှင့် နော်ပြည်တွင်းမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့တည်င်းလွတ်လပ်ခွင့်တို့လွတ်လပ်စွာပြောဆိုရေးသားခွင့်တို့စသဖြင့်ပေါ်တော့ဒီလိုမျိုးပြောဆိုခဲ့တဲ့သူတွေရခိုင်ပြည်နယ်မှာကောင်းကောင်းတည်င်းမရေးရဘူးဒီတည်င်းသမားနဲ့ပတ်သက်ပြီးတော့အေအေကိုတိတ်ပြီးတော့မတိုက်ခိုက်ရဲကြဘူး။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာအေအေကိုဘောဝိုင်းမနေတဲ့အုပ်စုကလည်းအရမ်းများကြတယ်။သူတို့ပြောတဲ့လှုပ်စာတော်လန်ရေးတစ်ခုလုံးမှာသူတို့မဆရာဘောကနှစ်ခုပဲရှိတယ်။အဲ့ဒါကအေအေနဲ့ခရိုင်ပဲ။အဲ့အဲ့နှစ်ခုလုံးကိုမှမမလို့ရှင်သူတို့အားကိုးစရာလူတယောက်မှရှိမနေဘူး။ နော်သူတို့ကလည်းဘယ်သူမှအဖက်လုံးမနေတာဖြစ်တဲ့အတွက်ဒီမယူရဲ့အဖွဲနှစ်ဖွဲကိုပဲသူတို့အားကိုးနေရတာဆိုတော့ဒီအဖွဲနှစ်ဖွဲကဘာအပြစ်လို့လို့သူတို့ခေါင်းငုပ်ပြီးခံတယ်ဘင်းရစာမူရရစာဖြစ်နေစီအောင်တော့ဖက်လဲတကင်းသူတို့လောက်ကြတယ်ပေါ့နော်တတိယတော့မြို့သမီးကိုဖမ်းသွားရတယ်ပတ်သက်ပြီးတော့သူမိသားစုတွေကတော့ဆွေးပူပန်တယ်ပေါ့အေကတော့သူတို့လုံထုံးလုံးနေတိုင်းလုပ်တယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီမြို့သမီးလွတ်လာရင်တော့ဘာတွေဆက်ဖြစ်လာအောင်လဲတော့ပြောတတ်ဘူးလွတ်ရောလွတ်ပါမလား အလောင်းမဲ့ပြန်လာဖို့မလားဆိုတော့မပြောတတ်သေးဘူးပေါ့နော်သူရဲ့မိခင်တရင်ဌာနကတော့သူ့ကိုပြန်လွှတ်ပေးဖို့တောင်းဆိုထားတယ်ဒါပေမဲ့ AA ကဂရုမစိုက်ပါဘူးသူရဲ့မိခင်တရင်ဌာနမကောက်လို့အမေရိကန်ကပဲပြန်လွှတ်ဖို့တောင်းဆိုတောင်းဆို AA ကဂရုစိုက်မဲ့ပုံမရှိပါဘူးနောက်တရင်တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီ TNL ထိန်းချုပ်ထားတဲ့နေမြေတွေမှာဒေသခံပြည်သူတွေကိုမလိုရင်မလိုသလိုဒလန်ခေါင်းစင်တက်ပြီးဖမ်းဆီးနေပါတယ်တလက်ပိုင်းအရွယ်တွေပေါ့အများသောအပြည့်ဖမ်းဆီးခံရတယ် တက်ကြီးပိုင်းရွယ်တွေပြစ်ခတ်တက်ဖြတ်တာတွေခံရတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားပါဗျ။နောက်သတင်းတစ်ပုဒ်ကတော့ဖျားထပနာဖောက်ပြီးတော့စခန်းချထားတဲ့ကြုံတို့အဲ့ဒီဇီဒီကုန်းကိုလွန်ရွေးတဖုတ်ဝင်တွေကပြန်လဲတက်ခိုက်သိမ့်ပိုက်လိုက်ပါပြီ။ဒီနေရာမှာ KNU, KNL, PDF အဖွဲ့ဝင်တွေပူးပေါင်းပြီးတော့စခန်းချနေတာဖြစ်ပါတယ်။ အဲ့စကန်းချတာနေရာမှာငါးတက်ဆောင်စီဒီပေါ့နော်အဲ့ငါးတက်ဆောင်စီဒီရဲ့အပေါ်ဆုံးမှာရှိတဲ့စီဒီကိုထပ်ပနာတွေဖောက်ထားတာလည်းတွေ့ရပါတယ်ဒီစီဒီကုန်းကိုစက်တင်ဘာလ23ရက်နေ့ကတင်စီရမိခဲ့တာဖြစ်ပါတယ်ဒီလိုတင်စီရမိခဲ့တဲ့နေရာမှာတောင်ကျန်းသူ KNU KNL PDF ဖွဲ့ဝင်တွေကအဲ့စီဒီကုန်းမှာအခိုင်မာတဲအိတ်တွေနဲ့သာသနိကအဆောက်အဦကိုပေါ့နော်စကန်းလှုပ်ထားတာလည်းတွေ့ရတာဖြစ်ပါတယ်နောက်တစ်ရက်နေ့ဘုကတော့ကချင်ပြည်နယ်ဖားကန့်မှာ KIA ကပေါ်တာဆွဲနေပါတယ် ဒါကိုဒေသခံတွေကတော့တော်ကလာခေါ်တယ်လို့ပြောတယ်ဗောနော်အဲ့တော့ KIA ကဒီရက်ပိုင်းမှာတော်တော်လူဖမ်းကျန်းနေပါတယ်ဒီဖမ်းတဲ့နေရာမှာတကြီးရွယ်အိုတွေတမပြည့်သေးတာတွေလုံးဝမခွဲခြားဘူးတွေးတဲ့လူမှန်များအကုန်ဆွဲပါတယ်နော်အခုဆိုလို့ရှိရင်ဒေသခံပြည်သူတွေကကြောက်ကြောက်လန့်လန့်နေရတဲ့ဘဝကိုရောက်နေပါတယ်နောက်သတင်းဘုတ်ကတော့ UNO ချာပေါ့ကျွန်တော်တို့ခေါ်တာကတော့နော် UNO ချာကနေပြီးတော့သုတ်ပြင်းချက်တစ်ဆောင်ထုတ်လာပါတယ် အဲ့ UNO ချာကမြေပြင်ပဂတိအခြေအနေတွေနဲ့ကင်းကွာနေတယ်လို့ကျွန်တော်တို့ယူဆရတယ်။နော်သူတို့မြေပြင်ပဂတိအခြေအနေတွေနဲ့သူတို့သိမသိဘူးနဲ့တူပါတယ်။သူတို့ကလည်းမြေတရရခန့်ချင်တာအွန်လိုင်းမှာခစ်တစ်တို့မြေစီမာတို့မြန်မာနောင်းတို့ကိုပဲ follow မလုပ်ထားပါနဲ့လို့ပြောချင်ပါတယ်။တခါလေကြလို့ရှိရင်မြေပြင်သတင်းတွေကိုတင်တဲ့သူတွေကိုလည်းနည်းနည်းပါစောက်ကြည့်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံတော်ဝန်ကစာတင်ကြောင်းတွေဒီစာတင်ကြောင်းတွေကိုကာကွယ်ဖို့အရေးကြီးလိုအပ်နေတယ်ဆိုပြီးသူကပြောပါတယ်။အဲ့တော့ ဒီစာတင်ကြောင်းတွေကိုကာကွယ်ဖို့အရေးကြီးလို့ရတယ်ဆိုတာပြောပြမယ်။ဒီအစိုးရထင်းချုပ်မှုအောက်မှာရှိနေတဲ့စာတင်ကြောင်းတော်တော်များများကြောင်းပြန်ဖွင့်နေတော့လုံခြုံရေးပြထားတယ်။ကလေးတွေစိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ဖို့အတွက်။အဲအဲ့လိုမျိုးလုံခြုံရေးမပေးထားဘူးဆိုရင်အဲ့ဒီစာတင်ကြောင်းတွေကမိုင်းခွဲတိုက်ခတ်ခံရတယ်။မိရှုပ်ပျက်စီးခံရတယ်။နော်။အလဲကျလုံခြုံရေးတောင်းပန်လာယူရတယ်။တယောက်စားနှစ်ယောက်စားပါပဲ။အများကြီးစစ်စခန်းလိုမျိုးဆွဲထားတာမျိုးမရှိဘူး။လုံခြုံရေးတဖွဲ့ဝင်တွေဘက်ကအဲ့လိုမျိုးလုံခြုံရေးပေးထားတဲ့နေရာကိုလည်းလာရောက်တိုက်ခိုက်တာရှိသေးတယ်။ နော်ဘသူတေးတေးငတိမိုင်ပြီးတော့လာပြက်သွားတယ်ဒီအခြေအနေမျိုးတွေနော်အများကြီးရှိတယ်ဒါမျိုးပေါ်အခြေအနေပြောပြတာနော်အဲ့တော့အကြက်ဖက်ပြီးတဲ့ကြီးဆိုးတဲ့နယ်မျိုးတွေရအခြေအနေကိုပြောရမှာဆိုရင်အဲ့ဒီစာတင်ကြောင်းတွေမှာလက်လုစိန်ပြောင်းတွေလက်လုသက်နက်တွေထုတ်တယ်အဲ့ဒီစာတင်ကြောင်းတွေမှာ PDF တွေညာအိတ်တယ်စကန်းချတယ်ချက်စားပြုတ်စားတယ်စာတင်ကြောင်းဘေးရဘောလုံးဝင်းကိုတင်နှန်းဝင်းလောက်ထားတဲ့နေရာတွေအများကြီးရှိတယ်ဒီလောက်တောင်မတိပဲနဲ့ဒီလောက်တောင်နားမလဲပဲနဲ့ဒီလောက်တောင်မလေ့လာပဲနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တရက်ကိုလွယ်လွယ်ထုတ်ပြန်တာကတော့ရှက်ဖို့ကောင်းတယ်ရှက်ဖို့ကောင်းတယ်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေနဲ့အထူးသဖြင့် UN လောက်အခန့်အဖွဲ့အစည်းတစ်ခုအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးမတိကျမရေရာပုံစံမျိုးနဲ့သတင်းထုတ်ပြန်တာကရှက်ဖို့ကောင်းပါတယ်သူတို့ရဲ့ရည်ညွှန်းချက်တွေကရှင်းလင်းပါတယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကအကြောက်တော်ဖြစ်စဉ်အကြောက်တော်ဖြစ်စဉ်အကြောက်တော်က ိုပိုင်ထက်ထန်းကျောင်းမှာ AA ကတင်နန်းဖွင့်ထားတဲ့ကိစ္စเนาะအဲ့ဒီကိုလေကျောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်အဲ့မှာတင်နန်းသားတွေအများကြီးတည်တယ်အသက်ပြည့်ခြင်းမပြည့်ခြင်းကလေရင်ကမတည်ဘူးဒါပေမဲ့အဲ့မှာတင်နန်းဖွင့်နေတယ်ဆိုတာကတော့လုံခြုံရေးတဖွဲ့ဝင်တွေကတော့တည်င်းရမှာပဲတိကျမှလုပ်တာဘာလို့တိကျမှလုပ်တာလဲလို့ပြောရတာလဲဆိုလို့ရှိရင်တချို့နေရာတွေမှာရှိတာတိပါလျက်နဲ့မလုပ်ပဲနဲ့အချိန်ယူပြီးတော့တည်င်းစောင့်ဆိုင်ပြီးတော့ တော်တော်လေးတိကျသွားတော့မှနော်အရသာပြည်သူတွေကင်းရှင်းတယ်လို့သိရတော့မှအထိခိုက်အနေဆုံးနဲ့တိုက်ခိုက်သွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမြေပြင်သတင်းတွေကကျွန်တော်တို့သိရတယ်နော်ရှုံးနေရာတွေမှာပြည်သူမရှင်းလို့မတိုက်လိုက်ရတဲ့နေရာတွေအများကြီးရှိတယ်နော်တိုက်ခိုက်မှုမလုပ်လိုက်ရတဲ့နေရာတွေအများကြီးရှိတယ်ရှူရူအုံနှောင်းနဲ့ပဲစဉ်းစားကြည့်လို့ရတယ်ကြောက်တော်လိုနေရာမျိုးမှာအစိုးရအကြောင်းလည်းမဖွင့်ထားဘူးရခိုင်ပြည်နယ်ထဲမှာစစ်တွေကလွဲပြီးတော့နော်အစိုးရရန်နေရာလေပတ်တဲ့နေရာခက်ရှားရှားပဲနော်တခြားနေရာတွေမှာဒီတိုင်းပဲ မတိမတားလဲပတ်နေရတဲ့အနေထားပေါ့နော်။သုံးမျိုးနဲ့ပဲရှိတယ်။အဲ့တော့ဒီเจ้าမှာစာတင်ပြီးတော့ဗာဆက်ဖြစ်လာမှာလား။အထူးသဖြင့်ဒီအထက်တန်းကလေးတွေကဗာအုံနောက်နဲ့စာတင်မှာလဲ။ငါတို့ဟုတ်ပြီ grade 12ဖြည့်မယ်။ grade 12ဖြည့်ပြီးတော့တို့ဗာဆက်လုပ်မှာလား။ဘာမှလုံးစရာမရှိဘူး။တမယိုးကြတွေးလို့ရတယ်။စာတက်ရုံပဲဆိုရင်စက်တင်နေစရာမလို grade 12ဆိုစာတက်နေပြီ။ grade 12ဖြည့်ပြီးဆိုတဲ့တက္ကသိုလ်ဝန်ထမ်းဖြည့်တာ။ဘယ်မှာတက္ကသိုလ်တက်မှာလဲ။အေးတက္ကသိုလ်ဖွင့်ထားတာရှိလို့လား။ မရှိဘူးလေအေကအရင်တော့စာတင်ကြောင်းတွေဖွင့်ခဲ့တယ်အကျွန်တော်တို့လည်းသိခဲ့တယ်အစိုးရရဲ့စာတွေကိုပဲရခိုင်စာနဲ့ရောတင်တယ်နော်အရင်တော့အစိုးရပြဋ္ဌာန်းချက်ပေါ့နော်နိုင်ငံတော်ပြဋ္ဌာန်းထားတဲ့တင်ယူညွှန်းတော့ကိုပဲရခိုင်စာနဲ့ရောတင်တယ်အော်တင်ပြီးတော့အခုအောင်စင်းမထုတ်ပြန်ပြီးတာကြာပြီးလို့ရခိုင်ပြည်သူတွေအတန်ထွက်တာတတင်းရလည်းရှိတယ်အဲ့တော့ဘယ်သူမှစာဆက်မတင်တော့ဘူးအဲ့ဒါသိကြတယ်နော်တတင်းအချက်လက်တွေရကိုအောက်ခြေမှာတာမန်ဟိုနေရာစုစုဒီနေရာစုစု စာတင်တာလေးရလွယ်ပြီးတော့အခုလိုမျိုးကိုပိုင်းထက်တန်းကျောင်းမှာစာတင်နေဆိုတော့ရှိကောမရှိဘူးเนาะဒါလေးကိုတော့အုံနှောက်နဲ့စဉ်းစားဖို့လိုတယ်လို့ပြောချင်တယ်အထူးသဖြင့် UN လောက်ကအဖွဲ့အစည်းတရက်အနေနဲ့အုံနှောက်မရှိတာမျိုးတော့မဖြစ်သင့်ဘူးပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ရာဂါဇာမုန်တိုင်းရဲ့အရှင်ကြောင့်မြန်မာနိုင်ငံမှာဒါမိုးကြီးမှုတွေဖြစ်ပေါ်နိုင်တယ်ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်းနဲ့ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာ တိုင်ဖုံးမောင်နိုင်ရာဂါစာကြောင့်မြန်မာနိုင်ငံတဝန်းမှာမူးကြီးနိုင်တယ်လို့မူးလေဝသနယ်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကစက်တင်ဘာ23ရက်နေ့ကထုတ်ပြန်ထားပါတယ်ဒီမုန်တိုင်းအခြေအနေကြောင့်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူးကြီးနိုင်ပါတယ်လို့သိရပါတယ်အဲလိုပဲမကွေးတိုင်းစကိုင်းတိုင်းကယားပြည်နယ်တို့မှာနေရာကျကျမူးရွာနိုင်ပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မူးရွာသွန်းနိုင်တယ်လို့သိရပါတယ်မုန်တိုင်းရဲ့အခြေအနေကြောင့်ပင်လယ်ပြင်အခြေအနေအနေနဲ့ မြေဝကျုံမော်မုတ်တမကွေမွန်တနင်္သာရီကိုင်းတွဲတခြားနယ်ကမ်းလွန်ပြင်လယ်ပြင်တို့မှာဂျပန်ရခိုင်မှာမုတ်သက်လီပြင်နဲ့ကြားရောက်နိုင်ပြီးတော့လှိုင်းကြီးနိုင်ပါတယ်မုတ်သက်လီပြင်ကြားရောက်တဲ့အချိန်မှာတနင်္သာရီကို35မိုင်နှုန်းအထိတိုက်ခတ်နိုင်ပြီးတော့လှိုင်းအမြင့်ကတော့7ဘီယံနေ7ဘီအထိမြင့်တက်နိုင်တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းနိုင်ဒေသကြီးကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကြံသာကြီးရွာကိုလွန်ညွေးတဖုံနေပြန်လည်ထိန်းချုပ်လိုက်ပြီးလို့သိရပါတယ်အဲ့ဒီမှာအခြေစိုက်နေတဲ့ PDF တွေရဲ့ထုတ်ပြန်ချက်အရာ ကလေးကံကောကားလမ်းပေါ်မှာရှိတဲ့ကြံသားရွာကိုချင်း PDF အဖွဲ့ဝင်တွေဖြစ်တဲ့ CDF KKG နဲ့ချင်းတောင်ကျန်းသူလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNE အခြား PDF အဖွဲ့ဝင်တွေပူးပေါင်းပြီးထိန်းချုပ်ထားတဲ့ဒီကြံသားရွာကို9လအကြာမှာပဲလူမျိုးတဖွဲ့ဝင်တွေကပြန်ပြီးတော့တင်ပိုက်လိုက်တယ်လို့သိရပါတယ်။နောက်သတင်းတွေဘုတ်ကတော့ TNL နဲ့ MND ရဲ့ကြားတွေကပြဿနာပေါ့နော်။ TNL ကသူအုပ်ချုပ်တဲ့မြို့နယ်တော်တော်များများကို KTV တွေမာဆက်တွေအကုန်လုံးပိတ်ဖို့အတွက်ညွှန်ကြားချက်ထုတ်ထားပါတယ်။အဲ့ဒီအချိန်မှာ MND ကိုကန်အဖွဲ့က KDB တွေကိုသူတို့လုံခြုံရေးနဲ့ပြန်ပြီးတော့ဖွင့်ပေးနေတယ်ပေါ့နော်။ဆိုတော့ဒီနှစ်ဖွဲ့ရဲ့ပြည်ပခါကလည်းတော်တော်ဆိုးပါတယ်။ဒီပြည်စင်ကရမ်းမြင်နယ်မြောက်ပိုင်းကိုခိုင်မျိုးပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကိုခိုင်မျိုးမှာရှိတဲ့ KDB တွေကိုပလောင်တက် TNL ဘက်ကတော့ပိတ်ပင်မှုကျင်ညာထားပြီးတော့ MND ကိုကန်ဘက်ကတော့ဒီ KDB တွေကိုလုံခြုံရေးအစောက်အကျတွေနဲ့ပြန်ပြီးဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ဒီမှာ MNDA ဘက်က ပလောင်လူမျိုးဆိုလို့ရှိရင် KDB ရဲ့ပေးမွေလို့ပြဿနာတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ရေကောက်ပွဲကိုဝင်ရောက်ရှင်မြန်မဲ့ကိုစလေလောင်းနေရဲ့အမိစင်းတင်သွင်းမှုအဲ့ဒါပြီးပြီပေါ့နော်။အဲ့ UEC ကနေပြီးတော့လက်ခံရရှိပါပြီ။စုစုပေါင်းကိုစလေလောင်း9000နီးပါးအထိဝင်ရောက်ရှင်မြန်မှာဖြစ်ပါတယ်။ဒီထဲမှာပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကနံပါတ်1ပေါ့နော်။အများဆုံး1000ကျော်ဝင်ရောက်ရှင်မြန်မှာဖြစ်ပြီးတော့ဒုတိယအနေနဲ့တဆညကတော့694ဦး တင်သွင်းထားတယ်အဲ့လိုပဲပြည်သူ့ရှေ့ဆောင်ပါတီရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီပြည်သူ့ပါတီအစဉ်လိုက်တင်သွင်းခဲ့တယ်အဲ့လိုသိရပါတယ်အဲ့တော့ကိုစလေလောင်းကတော့တင်သွင်းပြီးသွားပြီဒါပေမဲ့ရွေးကောက်ပွဲကော်မရှင်ကပြန်လည်စီစစ်မယ်ကိုစလေလောင်းအရေးချင်းနဲ့မပြည့်မီတဲ့သူတွေကိုတော့ဒီစင်းကနေပယ်ဖြတ်သွားမယ်ပေါ့အဲ့မှာအစားထိုးပြီးတော့ပြန်ပြီးတော့ထည့်သွင်းလို့ရတာတွေနောက်ပြီးလို့ရှင်အမိစင်းကျင်ညာတာတွေပဲနောက်ဆက်တွဲကိစ္စတွေဆက်ပြီးတော့လုံးဦးမှာဖြစ်ပါတယ်နောက်သတင်းတွေပေါ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်မှာရှိတဲ့ပင်ဒီရွာမှာအခြေပြုနေတဲ့ TNL ဘက်ကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုမှာတိုက်ဆုံမှုရှိခဲ့ပြီးတော့ TNL ဘက်ကတော့တိုက်ဆုံမှုနဲ့ပတ်သက်ပြီးတော့တစုံတရာထုတ်ပြန်တာမရှိဘဲနဲ့ဒေသခံပြည်သူတွေတိုက်ဆုံတယ်လို့ပဲလိန်ညာထုတ်ပြန်တာရှိပါတယ်နောက်တဲ့တဲ့ဘက်ကလည်း TNL နဲ့ပတ်သက်တဲ့သတင်းမှာပဲ TNL ကတော့ရတဲ့နေရာကိုသူအကုန်ဆုတ်တယ်ပေါ့နော်ရွှေဆိုလည်းတူးလိုက်တာပဲတစ်ဆိုလည်းခိုးလိုက်တာပဲပေါ့နော်အခုဆိုလို့ရှိရင်လည်းနတ်ခမ်းမျိုးပေါ်မှာရှိတဲ့ ဒေသခံပြည်သူတွေပေါ့နော်အဲ့ဒီပြည်သူတွေအနေနဲ့ဈေးရောင်းချမယ်ဆိုလို့ရှိရင် TNA လေးမှာ license လောက်ရပါတယ်ဈေးပတ်ရောင်းချခွင့်ဈေးပတ်ရောင်းချခွင့်ဆိုတာကတော့ယင်နဲ့ပေါ့ဥမာဆိုင်ကယ်နဲ့စပိန်နဲ့ကားနဲ့ဒီလိုမျိုးပစ္စည်းတွေတင်ပြီးလိုက်ရောင်းတဲ့သူတွေအတွက် license ပေးရမယ်ပေါ့နော် license လောက်ရမယ်အဲ့တော့အဲ့လိုမလုပ်လို့ရှိရင်ရောင်းလို့မရဘူးဒီလိုလုပ်ဖို့အတွက်ခေါင်းပုံနှစ်ပုံနဲ့ခေါင်းပုံနှစ်ပုံဆိုတာကျွန်တော်တို့တပိုင်းပုံနှစ်ပုံနော်တပိုင်းပုံနှစ်ပုံရဲ့ရက်ွက်ထောက်ခံစား ပြီးရင်မှတ်ပုံနဲ့မိတ်တူတွေနဲ့ TNL ကို license လျှောက်ထားရမှာဖြစ်ပါတယ်။ကုန်ကြမ်းဈေးကတော့ထည့်မပြောထားဘူးပေါ့နော်။နောက်သတင်းဘုတ်ကတော့တပိခဲ့ရဲ့ဘိုင်းကကျွန်တော်တို့လည်းမြင်ခဲ့ပါတယ်။အားလုံးလည်းသိပါတယ်။ AES စခန်းကိုအာစာကဝင်သိမ်းနေဆိုတာပေါ့နော်။အားလုံးသိပါတယ်။အားလုံးအမြင်ပဲဖြစ်ပါတယ်။ AE လောင်းနေပုံနေတယ်။ဒါလည်းကျွန်တော်မြင်တယ်။ဒါပေမဲ့အဲ့ဒီစခန်းကိုအာစာကသိမ်းတာမဟုတ်ဘူးဆိုပြီးတော့ AE ဘက်ကခိုင်ဒုက္ခကညင်းပါတယ်။ဗီဒီယိုကြီးလည်းထွက်လာတယ်။ရဲစွဲကြီးနဲ့ဒါမဲ့တော့မဟုတ်ဘူးဆိုတော့လေ မဟုတ်ဘူးပေါ့ဟုတ်လို့ပဲပြောရမှာပေါ့နော်နောက်တဲ့နေ့ဘုတ်ကတော့ 6K ကိုပတ်ဝန်းကျင်မှာဒါတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့ဒေသခံသတင်းပေးတွေကပြောပါတယ်အဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာဒီအပိုင်းတိုက်ပွဲတွေပြင်းထန်မှာပါဒီနေရာမှာ drone တွေ missile တွေတုံးနေဆိုပြီးတော့အကြံဖတ် AB media တွေကရေးသားဖော်ပြနေတာလည်းရှိပါတယ်တကယ်လို့သာ KNU PDF တွေမှာနျူကလ িয়ার လက်နက်ရှိတယ်ဆိုလို့ရှိရင်တော့သူတို့ပြစ်မှာသူမျက်နှာမှာကြည့်မှာမဟုတ်နော်အဲ့တော့သူတို့မှာ drone ရှိတော့ကလည်းသူတို့ပတ်ပတ်ဆက်ဆက်တုံးခဲ့ပြီးပြီလေဟုတ် တက်မတော်ဘက်မှာ drone team ပေါ်လာတဲ့ခါကျတော့ဒီ drone team နဲ့တုံးလာဘာဖြစ်လို့လဲเนาะအဲ့တော့ခုမှရှိတဲ့လက်နက်နဲ့ကိုတိုက်တာလေအချင်းနဲ့စစ်မှာမတရားတာမရှိဘူးလို့ဘယ်လိုစောတော့နေသိစေချင်ပါလဲနောက်တဲ့တဲ့မဟုတ်ကတော့ဒါ MI38 ရဟတ်ယာဉ်လေးရုရှားလို့ရဟတ်ယာဉ်လေးပေါ့နော်ရောက်ရှိလာပြီနောက်ဒီရဟတ်ယာဉ်တွေကပထမ MI70 နဲ့မတူပါဘူးเนาะသူရဲ့ now generation ဖြစ်ပါတယ်အဲ့ဒီရဲ့အသားချက်အာနေချက်တွေကိုမှိညမ်းပြီးတော့အစစ်မြင့်တင်ထားတဲ့ဗာရှင်ဖြစ်ပါတယ်အဲ့တော့ဗတ်စုံသုံးရဟတ်ယာဉ်လေးဖြစ်တယ် ပြီးတော့ဝန်ပို့ပြီးတော့တင်နိုင်တယ်အကွာဝေးပို့ပြီးတော့သွားနိုင်ပါတယ်အဲ့တော့အဲ့ဒီ၃ဆင်းရောက်ရှိလာတယ်လို့ကျွန်တော်တို့ဒါသတင်းတွေအများသိရတယ်ပေါ့နော်ဒီရရင်၃ဆင်းနဲ့ပတ်သက်ပြီးတော့ဘာပြောရမလဲဆိုတော့အဲ့ဒီ၃ဆင်းကနှစ်ခေါက်ပြန်တယ်ဆိုလို့ရှိရင်ပေါ့နော်မစ်ရှင်နှစ်ခေါက်ပြန်တယ်ဆိုလို့ရှိရင်တေချာဖို့စကန်ထူးသိမ့်နိုင်ပါတယ်နော်အဲ့ဒီရဟရင်ပေါ်မှာတင်ဆောင်နိုင်တဲ့ပမာဏနဲ့သုံးစင်းလုံးနှစ်ခေါက်ပြန်တယ်ဆိုလို့ရှင်တော်တော်အဆင်ပြေပါတယ်လက်ရှိတက်မတော်မှာသုံးနေတဲ့ရဟရင်နေနဲ့အဲ့ရဟရင်နေနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင် သူနေရာတစ်ခုကိုထိုးစစ်စစ်တိုက်ခိုက်ဖို့အတွက်ဒါမှမဟုတ်ထိုးဖောက်ဝင်ရောက်ဖို့အတွက်အဆင်ပြေချုံးမွေးစွာလှုပ်ဆောင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်အဲဒီထက်ပိုပြီးတော့အဆင်ပြေတယ်မို့လိုအပ်ပါသေးတယ် MI38 မဟုတ်ဘဲနဲ့ MI35 လိုမျိုးတိုက်ခိုက်ရရဟတ်ရင်နေလဲများများလိုအပ်ပါသေးတယ်အဲ့လိုပဲအခြားသောစစ်လက်နက်ပစ္စည်းတွေလည်းများများထပ်မံရောက်ရှိလို့ရှိရင်ပိုပြီးကောင်းတယ်ပေါ့နော်နောက်တစ်နေ့ဘုကတော့ဒီရဲ့ပိုင်းနည်းနည်းပွဲဆူနေတဲ့ကိုလေးဖြူရဲ့ရွေးကောက်ပွဲတစ်ချင်ပေါ့နော် သူတို့ကကိုလေးဖြူပဲပြင်းမြင်ကြတယ်မနှောပိသက်တွေကြတော့ပြောဖို့မထားတော့ဘူးလားမသိဘူးအဲ့တော့မနှောတခြင်းတစ်ပုတ်လည်းထွက်နေပါသေးတယ်เนาะမနှောတခြင်းတစ်ပုတ်လည်းရေကောက်ပွဲတခြင်းပေါ့နော်အဲသူဆိုနေတဲ့ဟာလေးကျွန်တော်တို့တွေးလိုက်ရပါတယ်ရေကောက်ပွဲတခြင်းဆိုတော့ရေကောက်ပွဲဆိုတာနိုင်ငံတော်က UCB ကျင်းပတဲ့ပွဲဖြစ်ပါတယ်နိုင်ငံတော်ပွဲဖြစ်ပါတယ်ဘယ်နိုင်ငံရေးပါတီဘယ်လူပုဂ္ဂိုလ်မှကိုစားမပြုပါဘူးเนาะအဲ့တော့နိုင်ငံအတွက်တခြင်းတွေဆိုလိုက်ပြီးဆိုလို့ရှိရင်ဥပမာနိုင်ငံတော်အတွက်ပေါ့နော်နိုင်ငံအကျိုးပြုတခြင်းတစ်ပုဆိုလိုက်ပြီးဆိုလို့ရှိရင် အဲ့ဒါနိုင်ငံတော်ပိုင်ပါတယ်နော်နိုင်ငံတော်ပိုင်ပါတယ်နိုင်ငံတော်အတွက်စူပီးထားတာဖြစ်ပါတယ်အဲ့တော့ယူကော့ဘွေရာတီရောက်လို့ရှိရင်ယူကော့ဘွေသချင်းဖွင့်တာဘာဆန်းလို့လဲအဲ့တော့ကိုလေးဖြူရဲ့ပရိသတ်ပါလို့ပြောပြီးတော့ကိုလေးဖြူဒီသချင်းဆူခဲ့တာတော့မသိဘူးဆိုရင်ရှက်ဖို့မကောင်းဘူးလားဘာဖြစ်လို့များလိုက်ပြီးဝေဖန်နေရလဲကိုဘွားနဲ့ကိုရှင်းတယ်ရပါလားအစိုးရသူ့ရောက်သူစိတ်ကြိုက်သူတုံးချင်တဲ့ချင်းထုတ်သုံးမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းစိုးမှာပါ။တော့ကျွန်တော်လည်းစိုးမှာပါ။ဒါပေမဲ့ကျွန်တော်တို့ကအခုလိုမျိုးလိုက်ပြီးတော့ကန့်တတ်နေမှာမဟုတ်ဘူး။ ငါပိုင်တယ်ဆိုပြီးတော့အများကြိုးပြဖို့တွေးပြတဲ့အရာဆိုလို့ရှိရင်ကြိုက်တာသားလို့မပြောပါဘူးကျွန်တော်ဗီဒီယိုဆိုတဲ့ကြိုက်တဲ့နေရာမှာတင်မပြောပါဘူးနောက်သတင်းတွေဘုကတော့ဒါအိန္ဒိယထိုင်းနိုင်ငံပေါ့နော်ထိုင်းမှာဖြစ်သွားတဲ့ကိစ္စအားလုံးလည်းမြင်မဲ့ထင်ပါတယ်ဝချီတာဆေးရုံပေါ့နော်ဝချီတာဆေးရုံအဲ့လိုပဲထင်ပါတယ်ကျွန်တော်လည်းသိမပေါင်းတော့သူတို့နာမည်တွေအဲ့ဒီဆေးရုံရှိမှမြေပြူကြတာပြီးတော့ပုံမှန်အဖြစ်တော့ဒီမြေပြူကြတဲ့ကိစ္စကထိုင်းမှာက ြစ်လေဖြစ်တာတော့မရှိဘူးသူတို့မှာဂုံကြော့တရာပြူကြတာတို့ဘာလို့တော့ခဏခဏဖြစ်တတ်တယ်ဗောနော်အဲလုပ်ငန်းခွင်မတော်တဆမှုကတော့ခဏခဏဖြစ်တယ်အခုဒီမြေပြူကြတဲ့ပြဿနာကတော်တော်ကြီးနှက်သွားတယ်တော်တော်ကြီးနှက်သွားတယ်သူတို့ဘက်ကတာဝန်ရှိတဲ့သူတွေရဲ့ပြောဆိုချက်အရာကတော့အောက်မှာသမီးရောက်ရထားလို့ပို့တော့သူတို့လိုင်းကောင်းတူးတဲ့နေရာမှာမတော်စားဖြစ်ခဲ့တယ်လို့ပြောပါတယ်အဲ့တော့လူသေးပြောက်ရှိလားမရှိလားတော့အခုချိန်ဒီတော့သူတို့တက်ဆိုင်ရဘက်ကထုတ်ပြန်လာတော့မရှိသေးပါဘူးနောက်တစ်နေ့ဘုကတော့ကျွန်တော်နောက်ချူသွားတော့ပထမဆုံးမတည့်ရပြီးတော့ report ရွတ်တဲ့နေရာမှတ်မိမှထင်ပါတယ် ရေမောင်းနှဲရွာပေါ့နော်ရေမောင်းနှဲရွာဟိုဘက်မှာဖုံးချောင်းရှိတယ်အဲကျွန်တော်ရွတ်တဲ့နေရာရဲ့ဟိုဘက်လေးမှာဖုံးချောင်းရှိတယ်အဲ့ဖုံးချောင်းဝင်းထဲမှာမိုင်းပေါက်ပလောင်နေထောင်သွားတဲ့မိုင်းပေါ့နော်ပလောင်ပီရဲတွေထောင်သွားတဲ့မိုင်းဒီသက်ခံပြည်သူ၃ဦးတည်ဆုံတယ်စိတ်မကောင်းစရာပဲတန်ရာရရှိတဲ့သူတွေလည်းဖြစ်ခဲ့တယ်အဲ့တော့သူတွေတည်ဆုံတယ်ဘာကြောင့်တည်ဆုံတယ်တော့မပြောတော့ဘူးဒါပေမဲ့ပြောချင်တာကိုမိုင်းထောင်သွားတယ်ဆိုလို့ရှိရင်လည်းဘသူရည်ရွယ်ပြီးထောင်တာလဲဒါလေးတော့စနစ်တကျတော့လုတ်ပေါ့နော် ပြည်သူရည်ရွယ်ပြီးလုတ်တာလားပြည်သူတိုက်ခိုက်တာလားပေါ့နော် ပြည်သူတိုက်ခိုက်တယ်ဆိုလို့ရှိရင်တော့မပြောဘူးခင်ဗျားတို့ရဲ့စေတနာပဲမိုင်းထောင်သွားတယ်လူမျိုးတွေဖုံဝင်နေရတော့အတက်နိုင်ဆုံးတော့ရှင်းပြတာပဲအခုလိုကြံနေခဲ့တဲ့အခါကျတော့ဒုက္ခရောက်တယ်ပေါ့နော်အဲတော့ကိုပတ်ဝန်းကျင်မှာဒီပုံမှန်မဟုတ်တဲ့အခြေအနေမျိုးဆိုရင်လူကြီးတဖုံနေအများဆုံးတည်င်းဖို့ပါအများဆုံးရှင်းလင်းဖို့ပြောချင်ပါတယ်စိတ်မကောင်းစရာပေါ့နော်ဒါကတော့နောက်တည်င်းဖို့ကတော့တပွဲတက်နေကို PDF လေးဦးထပ်ပြီးအလင်းဝင်ပါတယ်ဒီရက်ပိုင်းမှာ PDF တွေအလင်းဝင်မှုတွေကျွန်တော်တို့ခက်ဆစ်စိတ်လေးမြင်နေရတာဖြစ်ပါတယ်ဒါပြီးတော့၄ရောက်လင်းဝင်လာတယ်ဆိုလည်း ါလေးယောက်စာအကြံဖတ်မှုတက်တာသွားမယ်ပေါ့နော်။ဒါတော့ကျွန်တော်တို့ကဝမ်းတာတယ်။ထပ်ပြီးတော့အလင်းဝင်လာလို့လည်းရပါသေးတယ်။ဟိုအရင်ခေတ်တုန်းကလိုမျိုးအလင်းဝင်လာမျိုးပူပြီးကြိုက်တာပေါ့နော်။ဟိုအရင်ခေတ်တုန်းကဆိုလို့ရှိရင်တော့ဘုခေါင်းဆောင်ဘသူအပါအနောက်ကရောက်တရာလက်နက်နဲ့ငင်းငင်းကြီးလဲလဲဆိုပြီးစတဲ့ဒီလိုသတင်းမျိုးတွေလည်းမြင်မြင်ပါသေးတယ်။ဟုတ်ကဲ့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။